ရှမ်းပြည်နယ်ရှိပိုင်းမန်ယောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူတူအခြေပြုဗဟိုဌာနခန်းမ၌ညနေနံနက်ပိုင်းကအရွယ်မရောက်သေးသူကလေးသူငယ်များစစ်မှုထမ်းခြင်းမှကာကွယ်သားစီထိန်ထိန်ရေးတိပညာပေးတောက်ရှိုးကိုကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်းဦးစီးဌာနမြို့နယ်ဦးစီးမှုဦးအောင်မျိုးထွန်းကယခုလိုဆွံ့ရခဲ့ပါရရှင်။ အရွေးမြောက်သေးသူကလေးတွေငယ်များအားစစ်မှုထမ်းခြင်းမှာကာကွယ်ထိန်းသိမ်းခြင်းနဲ့နိုင်ငံသားများပြည်သူစစ်မှုထမ်းဥပဒေအရတာဝန်ထမ်းဆောင်ခြင်းတို့ကိုဥပဒေနည်းဥပဒေစီမင်းများနဲ့အညီစနစ်တကျအလောက်ကန်ဆောင်ရွက်လက်ရှိပါရခင်ဗျာအရွေးမြောက်သေးသူကလေးတွေငယ်များနဲ့ပတ်သက်၍တမတော်အတွင်းအရွေးမြောက်သေးသူကလေးတွေငယ်များအားစစ်သည်အဖြစ်စုဆောင်းခြင်းနဲ့အသုံးပြုမှုမရှိစေရတမတော်သူတာဝန်ထမ်းဆောင်ရန်ဝင်ရောက်လာသောတန်တရားဖြစ်ဖွယ်လူငယ်များကိုလက်ခံမှုမရှိစေရနှင့်အသက်မပြည့်ကြောင်းစစ်စစ်တွေ့ရှိသည့်စစ်သည်များကိုမိဘအုပ်ထိန်သူများထံသို့ပြန်လည်လွှဲပြောင်းပေးရေးကိစ္စနှင့်ပတ်သက်၍ ိုင်ငံတကာအဖွဲ့အစည်းဖြစ်သည့် CDF MR အဖွဲ့နှင့်ပူးပေါင်းရေးဆောင်ရွက်လျက်ရှိပါသည်ခင်ဗျာ2000ခုနှစ်မှ2012ခုနှစ်အတွင်းရွေးမရောက်သေးမီမာယုံစုဆောင်ခဲ့သည့်အသက်မပြည့်စစ်သည်969ဦးကိုတမတော်မှနောက်တက်ခွင့်ပြုပြီးမိဘဦးဒိန်သူများထံပြန်လည်လွှဲပြောင်းပေးရခဲ့ပါသည်ခင်ဗျာ2012ခုနှစ်အတွင်းမြန်မာနိုင်ငံအစိုးရနှင့် CDF MR တို့အကြားရွေးမရောက်သေးသည့်ကလေးသင်ငယ်များအားစစ်မှုထမ်းခြင်းမှာ ကာကွယ်တားဆီးထိန်းသိမ်းရေးဆိုင်ရာလုံငတ်စီမံချက်ကိုလက်မှတ်ရေးရထုတ်ပြီးပူပေါင်းဆောင်ရွက်မှုအရ2012ခုနှစ်မှာယနေ့အထိအရွယ်မရောက်သေးသူကလေးသင်ငယ်များအားစစ်မှုထမ်းခြင်းမှာကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီနှင့် CDF MRO ပူးပေါင်း၍မှားယွင်းစုဆောင်ခဲ့သည့်အတမပစ်စစ်သည့်1059ဦးကိုတပ်မတော်မှနှုတ်ထွက်ခွင့်ပြုပါမိဘအုပ်ထိန်သူများထံပြန်လည်လွဲပြောင်းပေးရခဲ့ပြီဖြစ်ပါတယ်တက်မတော်နေနဲ့တက်သားအစ်စ်များစုဆောင်ရေးကဏ္ဍအတွင်းကော်မတီနှင့် CDMR တို့သဘောတူညီပြဋ္ဌာန်းချက်နှင့်အညီဥပဒေစီမင်းစည်းကမ်းများအတိုင်းအလေးထားစုဆောင်လျက်ရှိပါတယ် နိုင်ငံတော်လူလက်ရေးအရှုပ်ကြအာဏာနဲ့နေမီတည်တံ့ခိုင်မြေရေးအတွက်နိုင်ငံတော်ကာကွယ်တာဝန်များကိုဖွဲ့စည်းပုံရှိကန်ဥပဒေပါပြဋ္ဌာန်းချက်များအတိုင်းလိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီးတော့စစ်မှုထမ်းဥပဒေအရပြည်သူစစ်မှုထမ်းဥပဒေနှင့်အညီနိုင်ငံတော်ကာကွယ်တာဝန်များကိုဂုဏ်ယူစွာဖြင့်ဆောင်လျက်ရှိကြပြီးနိုင်ငံသားများ၏ခွင့်ရေးများဆုံးရှုံးမှုမရှိစေရန်အတွက်လည်းဥပဒေဤဥပဒေများနှင့်အညီစနစ်တကျအလေးထားဆောင်ရွက်လျက်ရှိကြောင်းဆွေးနွေးလိုက်ရပါတယ်ခင်ဗျာကျွန်မကတော့နန်စီပေါင်းပါရှင်